မြဝရီမြို့နယ်လေးကေကော်မြို့တက်တို့ဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှ အထိနာပြီးပိတ်မိနေကရင်ပြည်နယ်မြဝရီမြို့နယ်လေးကေကော်မြို့တက်တို့ဝင်ရောက်လာသောဂျမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်တပ်ဘက်မှအထိနာနေကြောင်းကရင်စစ်ရေးတရင်ရင်းမြစ်ကရန်ကုန်ခေတ်တက်တရင်ဌာနထံသို့ပြောကြားသည်စက်တင်ဘာလ27ရက်နေ့မှစ၍ ယနေ့အချိန်ထိ၄ကေကော်မျိုးတစ်ပတ်သို့အကြမ်းဖက်စစ်တပ်နှင့် BGF တပ်များပူးပေါင်းပြီးစစ်ကြောင်း၃ကြောင်းဖြင့်ဝင်ရောက်လာခဲ့ရာ ရာသီကူကြော်ဝါဘိုးတောင်ပေါ်သို့ရောက်ရှိလာသောအကျန်းဖက်စစ်တပ်စစ်ကြောင်းမှမိုင်းကွင်းတွင်ကျုံဝင်သွားပြီးတော်လန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားအများပြားသေဆုံးကာရုပ်အလောင်းများစွာကျန်ရှိနေကြောင်းသိရှိရသည်ထို့သို့ပိတ်နေသောအကျန်းဖက်စစ်ကြောင်းကိုကယ်ထုတ်နိုင်ရန်လေကြောင်း drone မစ်ဆိုင်းများဖြင့်တိုက်ခိုက်နေတော်လဲစစ်တပ်စစ်ကြောင်းမှဆက်လက်ပိတ်မိနေပြီးပြန်ဆုတ် မရဖြစ်နေသည်ဟုဆိုသည်စစ်တပ်စစ်ကြောင်းတွေ၄ကေကောရာတိကိုကြော်ဝါဘူတောင်ကျောပေါ်မှာမိုင်းကွင်းတွေထဲစစ်ကြောင်းဂျုံဝင်သွားပြီးပိတ်မိနေတဲ့ ဲ့ဒီစစ်ကြောင်းတွေကို KNAA မဟာမိတ်တပ်တွေကဖြတ်တောက်တိုက်ခိုက်နေလို့အကြအဆုံးများနေတာစစ်တပ်ကလေကြောင်းပစ်ကူ drone မစိုင်းပစ်ကူပေးပြီးပြန်ဖောက်ထွက်ဖို့လုပ်နေပေမဲ့ဆက်လက်ပိတ်မိနေပြီးခြေမုံတိုက်ခိုက်ခံနေရလို့အလောင်းတွေ ပုံနေတယ်တိုးလာသမျှပစတွေတည်နေတာမနေဘူးပြန်ဆုတ်လို့လည်းမရဘူးဖြစ်နေပြီဟု KNAA စစ်ရေးတည်င် အရင်မြစ်ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြားသည့်ထို့အပြင်မင်းလက်ပံရွာမှခလူးရွာဘက်သို့ဝင်ရောက်လာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှလည်းမင်းလက်ပံပြောင်းကွင်းတောင်ကုန်းများဘက်တွင်ဖြစ်တောက်တိုက်ခိုက်ခံနေရကြောင်းသိရသည်အခြားတစ်ဖက်တွင်လည်းအကျန်းဖက်စစ်တပ်ကအယောင်ပြဝင်ရောက်စီးနင်းခဲ့သည့် ကြားဖြင့်အခြေဆိုင်ရာ KK ပတ်အတွင်းရှိကားဆိုင်ကလျှက်စစ်ပစ္စည်းများကို BGF တပ်ဖွဲ့ကမြဝတီမြို့သို့တယ်ဆောင်ကရောင်းစားနေကြောင်းရင်းကြားဖြင့်လုပ်ငန်းလုပ်ကင်ရာအဆောက်အအုံများကို ဘုံခွဲဖြိုချသည့်ရုပ်တံဗီဒီယိုဓာတ်ပုံများကိုရိုက်ကူးကာဝါရဖြန့်ချည်ရန်လှုပ်ဆောင်လျက်ရှိပြီးရင်းဆောက်အုံပုံစံများကို ရွှေကုတ်ကူမျိုးတစ်တွင်ပြန်လည်တည်ဆောက်ရန်ရှိသည်ဟုသိရှိထားကြောင်းပရင်းစစ်ရေးသတင်းရေးမြစ်ကဆိုသည်